္ဂလာပါရှင်ကျမနာမည်ကတော့ဒေါသနာအေးဖြစ်ပါတယ်ရှင်ကျမတိုက်ဂါကလပ်ကိုစာစတင်တည်ထောင်ထားတာပေါ့နော်2000နဲ့2020နဲ့2005ခုနှစ်ကထောင်ထားတာအခုအခုကတော့2025ရောက်နေပြီပေါ့2020ရှိပြီပေါ့ရှင်လောဝေးကလပ်ကဘယ်မှာခြေဆိုင်လဲမသိဘူးဖအံပြည်တော်စုကရင်ပြည်နယ်ပေါ့နော်ကရင်ပြည်နယ်ဖအံမြို့ပြည်တော်စုအမှတ်6ရပ်ကွက်ညစရောက်လမ်းမှာပါရှင် ီပြည်တယ်ဘွဲမှာပေါ့နော်ပြိုင်ပွဲဝင်တဲ့ကစားသမားရေးတွက်ဘယ်ဘယ်ရတော့ရှိတယ်ဗျပြိုင်ပွဲဝင်တာတော့နှစ်ယောက်ပေါ့နော်တန်စင်နဲ့ချစ်ရဲသွေးကျောင်းအလန်လူပွဲပါအောင်လန်ဒီမှာမပါဘူးမပါဘူးဟောနော်ဘာလို့နှစ်ယောက်ပဲရှိရပါဒီပြိုင်ပွဲမှာဟုတ်ကဲ့ရောက်ရှိမယ်ဟုတ်ကဲ့အာပြည်တယ်ဘွဲမှာတို့ဒီကလကကစားသမားရေးရှေ့ပြိုင်လာတာဘယ်နှစ်လောက်ရှိပြီ င်းတိုင်းပြည်နယ်ပွဲမှာပါတယ်စာချုပ်ပွဲဆိုတော့လေအမြဲမပါတဲ့နည်းမရှိဘူးဟိုအမျိုးသားဦးစန်းနေစင်ရိုင်းတီထောင်ခဲ့တဲ့ကလပ်ပေါ့နော်ဦးစန်းနေစင်ရိုင်းရှိတော့ဆိုရင်20အယောက်20လောက်ရှိခဲ့တာပေါ့အာဆရာမလက်ထက်မှာကြတော့တပည့်တွေနည်းနည်းပေါ့နော်အမျိုးတပည့်ဟောင်းတွေမရှိတော့ဘူးပေါ့အမှသူတို့လောက်ကန်နေပြန်ပြီးတော့ခွဲပြီးတော့ထွက်သွားတာလည်းရှိတယ်တခြားကလပ်ကိုပြောင်းရွှေ့သွားတာလည်းရှိတယ်ပေါ့ကလပ်ဒီရဲ့မူလရည်ရွယ်ချက်နဲ့လက်ရှိအိမ်မက်ကဘာဖြစ်မလဲ ချန်ပီယံတယောက်ငွေထုတ်ချင်းတယ်ဗောနော်တယောက်မကောက်ဘူးဗောအိမ်မအများကြီးဗောကိုမွေးတဲ့ကလေးတိုင်းချန်ပီယံပြီးဖြစ်ချင်းတဲ့စင်တာပါရှင်သိပြောပါပြီအဲ့ဒီချန်ပီယံထုံးပေါ်လာခဲ့ဗောနော်အဲလက်ရှိကလပ်မှာကစားသမားဘယ်နှဦးလောက်နဲ့လေ့ကျင့်နေလဲကိုရလက်ရှိအချိန်မှာအကြီးထဲမှာဘယ်သူတွေရှိလဲတန့်စင်နဲ့ချစ်ရဲတွေအာကူရတဲ့တပည့်လေးတွေဗောနောက်သူနောက်မှာမျောလင်းတဲ့ကစားသမားတွေရှိလားရှိတယ် ဝေထက်မှာပေါက်စီဗန်ဒူလာကလတဲ့လေပဲပို့တဲ့ဝေကွီချီခက်ခဲရှိတာဒါမို့ဘလို့လဲပတ်နေလဲလဝေစင်လေးနဲ့လဲပတ်နေတာပေါ့ရှင်လဝေစင် ကျမအမျိုးသားစန္ဒီစင်ရရှိရာဦးစန္ဒီစင်ရရှိရာထောက်ခဲ့တဲ့လဝေစင်ကိုကျမကလဝေစင်ပဲ sponsor အနေနဲ့သွားတာပေါ့နော်လဝေစင်တရက်ကိုကရင်ပြည်နယ်မှာ၄သိန်းပေါ့အဲ့ဒါကိုလဝေစင်ရဲ့ရတဲ့ငွေလေးနဲ့ခလေးတို့ထမင်းလေးပေါ့ ဟာရလေးတွေနဲ့ချက်ပြုတ်ပြီးတော့စိတ်ဆက်ရှောက်လိုက်တာပေါ့ fighting ပေါ့အအဓိကအတုံးကြီးကုန်ကြငွေတွေကဘာဖြစ်မလဲဥပမာစာဝတ်နေရေးလားလက်ကျင်ရေးပစ္စည်းတွေလားစာဝတ်နေရေးပုံပြီးတော့စရိတ်များပေါ့နော်ငွေကြေးဟိုစတာပေါ့နော်အဲလက်ကျင်ရေးပစ္စည်းတွေကတော့အစရံနေဦးစရံနေစရံစီရံနေတငယ်ချင်းတွေထောက်ပံ့လာတယ်နောက်အဖွဲ့ချုပ်ကလည်းမိမိတို့ကထောက်ပံ့ပစ္စည်းတိုက်ကကလပ်ကိုထောက်ပံ့ပေးတာလည်းတော့အဆင်ပြေပါတယ် ကစားသမားတွေကိုမူရစ်စေမှုကြီးနေတဲ့ကင်းကောင်းအောင်ရဲ့ပြီးတော့ကစားသမားတွေဒီတိုးတက်ဖို့လေးမကြီးရောက်ရှိရဘလို့အုပ်ချုပ်လဲတာသမီးနဲ့မိဘတစ်ဖွဲ့အဲ့လိုမျိုးစိတ်တက်လေးတွေရဲ့သူတို့ကိုစူတယ်ပြောတယ်ဟိုချစ်ချစ်ခင်အောင်လဲအဲ့လိုမျိုးပေါ့နော်ရံမဖြစ်ဖို့ရဲ့ဘလို့ပြောမလဲမိဘနဲ့တန်တူပေါ့နော်ဆက်ဆက်ပေးရတယ်နေရေးထရေးတာမကောက်ကျမရေးအစသူတို့လိုက်ပြီးတော့ကြည်ရတယ် အခုအပြင်သွားမယ်ဆိုလို့ရှိရင်လည်းအချိန်ပိုင်းနဲ့နည်းနည်းကြရင်ဖုံးလေးဆက်တာရယ်စိတ်ပူတာတွေပေါ့နော်အဲ့လိုမျိုးတို့ရင်အောင်မကွာဆောက်ဆောင်နေတာပေါ့အဲ့လိုမျိုးလေအဲကစားသမားတွေမိဘတွေကကုကလမှာဂလီကလေးတွေကစားနေရအောင်ကြည်ယူလားဘာမို့အနေအများကြီးလို့ထင်လားအခွင့်အရေးလို့မြင်လားတို့တာသမီတွေအတွက်အခွင့်အရေးရနိုင်တယ်လို့မြင်လားသူတို့မိဘတွေကကြတော့ဆီယမနဲ့ထိုင်ပို့ပြီးတော့တိုးတက်မှမို့လို့သူတို့ဟိုဘယ်လိုပြောမလဲမျောလင့်ပြီးတော့ဆီယမကိုယုံကြည်စိတ်ချစွာနဲ့အနန္တာကပေါ့နော်ကိုကလည်းသူတို့ရဲ့ပန်းတိုင်တွေ ရအောင်ဆောက်လန်ဖို့လက်လန်ပြီးတော့ခေါ်ပြီးတော့ဆောက်လန်နေကြတာပေါ့တူတူလေးအဲကစားသမားတွေရဲ့ဘယ်ပိုင်းတွေကိုအဓိကလေ့ကျင့်မလဲဥပမာမာကျော်မှုကျွမ်းကျင်မှုအမှတ်ပေးပုံစံအလဲထိုးပုံစံအခုကျွမ်းကျင်မှုဆိုလို့ရှိရင်အခုပေါ့နော်အခုခလေးတွေကဝမ်အံပွဲတွေပေါ်လာတယ်သိတယ်ဟုတ်အဲသူတို့တွေကအဲ့ဒီ time fight ဗီဒီယိုလေးတွေကြည့်တယ်အခုအတီတန်ချန်ပီယံလေးတွေဘယ်လိုတက်လဲအဲ့ဒီကစားသမားတွေရဲ့ပုံစံကိုလေ့လာခိုင်းတယ် ကြည်ခိုင်းတယ်အဲ့လိုမျိုးပေါ့နော် ပြန်ပြောက် resistance ပေါ့နော်ပြန်ကြည့်အာကိုယ့်ရဲ့ training တက်လို့ပိုင်းအောင်လဲအဓိကတော့နော်ကျမရေပေါ့နော်ကျမရေမကောင်းရင်သူဘယ်လောက် training စစ်စင်တာရှင်းအဆင်မပြေဘူးလို့ချင်တယ်ပေါ့နော်အားကြောင့်သူတို့လည်းမာကုတ်လေးတွေရအောင်မိုးလေး6နာရီဆိုမနက်6နာရီဆိုဝီစီမောက်တာနဲ့အကျော်ရင်ဆော်ရတယ်ဆော်ပြီးပြေးရတယ်လေ့ကျင့်ရတာပေါ့နော်စပီဆွဲရတယ်တောင်ကုန်းတွေတက်ပြေးရတယ်သူတို့လည်းတအားပြင်ပန်းတယ်ဒီ champion အိမ်မက်ဖြစ်ဖို့ကကလေးတိုင်းအရန်ပြင်ပန်းတယ် အယံတနာဖို့ကောင်းတယ်ကစားသမားလေးတွေကလက်ရှိတိုင်ဂါကလပ်မှာဘယ်ဆရာလေ့ကျင့်သင်ကြားပေးနေလဲလက်ရှိကတော့ဆရာသိန်းစိုးနဲ့ဒီဆရာလက်ထောင်ဒီပြရွှေဝင်ပေါ့နော်အဓိကအကူရတာတော့ဒီတပည့်လေးကတော့ငယ်မွေးချမ်းပါပေါ့နော်သူကဆွမ်းအားနာမကြပြိမဲ့သူကိုနာမသာသမီတပွဲသူကဆောက်ဆောက်ပြီးတဲ့အာနေပြိမဲ့ကိုမဆွမ်းခွာပါဘဲနဲ့ဒီလက်ရှိကလပ်ကလေးတို့သူကိုယ်တိုင်လည်းရင်အောင်မကွာဟိုတငယ်ချင်းပေါင်းပေါင်းပြီးတော့ထိတ်ထိတ်ဆောက်ဆောက်တော့ပေါ့ ဆရာကြတော့လူကြီးပိုင်းအနေနဲ့ပေါ့နော်ဟိုဆရာကြတော့တချို့ကလေးကချစ်လက်ချစ်တယ်ကွယ်ကြောက်တာပေါ့နော်သူ့ကိုကြတော့တငယ်ချင်းပေါင်းလေးနဲ့အဲ့လိုမျိုးသွားနေတယ်ပေါ့ပြပြဆူဆင်ပါပဲဒီပြည်내ပြိုင်ပွဲလို့ပြိုင်ပွဲတွေဟာကလပ်တင်းအတွက်ပေါ့ကစားသမားတွေအတွက်ဘယ်လိုကျေးဇူးတွေရှိစေလဲပြည်내ပြိုင်ပွဲကိုပဲပြိုင်ချင်တာငွေရတာမရဘူးထက်နာမည်ကြီးချင်တယ်အခုမောင်လေးတို့စုခါအောင်ရိုက်ပေးတာကိုလည်းအများကြီးဝတ်တကောက်ယူပါတယ်မောင်လေးတို့ရိုက်ပြီလို့ဒီမြန်မာနိုင်ငံတဝမ်းတော့မကောက်ကဘာတဝမ်းမှတည်ရဲ့ အကုန်လုံးပေါ့နော်အခုဆရာဆရာကိုခြေတဲ့မိတ်ဆွေတွေအမအကိုခြေတဲ့မိတ်ဆွေတွေဆိုရင်တခြားတစ်ဖက်နိုင်ငံတွေမှာရှိတဲ့အတွက်သူတို့တွေကလည်းကြည့်နေတဲ့ Tiger Club တို့တက်တာကိုမြင်ရတဲ့အတွက်ဝမ်းသာပါတယ်တဲ့သူတို့ကလည်းဒီဆိုကားရိုက်ပြီလို့လည်းသူတို့ကမြင်တွေ့ရတာပေါ့နော်ဆိုကားတော့မရိုက်ပြီခဲ့ရင်သူတို့မတွေ့ရပါဘူးတဲ့သူတို့အယံဝမ်းသာကုန်ယူမိပါတယ်တဲ့ Tiger Club တွေတိုးတက်လာပါတယ်တဲ့ဆရာမကိုလည်းကျေးဇူးတင်ပါတယ်တဲ့အဲနောက်ဆုံးတစ်ခုပေါ့နော် ဒီလက်ဝဲဝါကနာရှင်တွေပေါ့ကနာသမားတွေကိုဝေဖန်တဲ့အပိုင်းပေါ်မှာရောဘာတွေပြောကျင်လဲဥပမာကနာသမားတွေဆိုလို့ရှိရင်တို့ဥသို့ရင်မတော်မှာတင်တောက်ခုပစ္စည်းပြပြစားဝတ်နေပြီးအခက်ခဲတွေကြက်တဲတွေရှိရဲအဲ့ဒါတွေတို့တွေကမသိကြအောင်မသိကြမသိကြဘဲနဲ့ကနာသမားတွေကိုတို့ဝေဖန်တဲ့အပိုင်းစီအဲ့အတွက်အဲ့လိုပြိတ်သက်မျိုးတွေကိုဘာတွေပြောကျင်လဲအပေးပါဘောနော် ဒါမဲ့မမုံပါဘူးအလုံးချစ်ပါတယ်မတိမနာလဲတူတာဝေဖန်ပါပဲဟိုဘယ်လိုပြောမလဲဘွားလျှောက်လန်တခုဆိုတာလေဟိုအခက်ခဲမျိုးစုံနဲ့လျှောက်လန်ရမယ်ဝေဖန်မယ်ကက်ရစ်မယ်အမျိုးမျိုးနဲ့အခက်ခဲပေါင်းစုံနဲ့သွားရမှာလေအောင်မြင်မှုကတော့လွယ်လွယ်လေးနဲ့မရဘူးလေကစားသမားတွေကလည်းအခုတပည့်ကလေးတွေကလည်းပြောချင်းနဲ့သူများဘယ်လိုပဲဝေဖန်တိုက်ခတ်တိုက်ခတ်ဆရာမနဲ့တပည့်တွေနဲ့စစ်စစ်လုံးလုံးနဲ့ဆစ်ဆက်ပြီးသွားချစ်ပါတယ်လို့ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်စုကောင်းအောင်လည်းအများကြီးကျေးဇူးတင်ပါတယ်